အနုကမသုတ်သာဝတိသာဝတိမြို့မှာတရင်30မြတ်စွာဘုရားကဟောတယ်ဓမ္မနုဓမ္မပฏิပန္နာဒီစကလုံးကနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်အတွက်အမြဲတမ်းသုံးတဲ့စကလုံးပေါ့ပါဠိတော်တွေထဲမှာဓမ္မဆိုတာလောကုတ္တရာတရား၉ပါးမလေးပါးဖို့လေးပါးနိဗ္ဗာန်ပေါ့ မက်ဖို့နိဗ္ဗာန်ကိုရကျင်လို့ယဟန်ပြုကြတယ်မက်ဖို့နိဗ္ဗာန်ရကျင်လို့တရားကျင့်ကြံကြတချို့ကြတော့မက်ဖို့နိဗ္ဗာန်ရအောင်မက်ဖို့နိဗ္ဗာန်ရအကြောင်းအကျင့်တွေကိုကျင့်နေပေမဲ့လည်းပဲအနုဒ္ဓံမှာအဲ့ဒီပန်းနိုင်ပြတဲ့မက်ဖို့နိဗ္ဗာန်တွေနဲ့လည်းရောညီရွယ်မှုမရှိတဲ့အကျင့်တွေကျင့်မိတာဖြစ်သွားတတ်တယ်။မြတ်စွာဘုရားကအဲ့လိုလမ်းကြောင်းမလွဲစေခြင်းလို့ ဓမ္မဝိရိယပန်းနိုင်ဖြစ်တဲ့မဖို့နိဗ္ဗာန်တရားနဲ့အနုဓမ္မလမ်းကြောင်းသင်လျော်တဲ့အဲ့ဒီဘက်ကိုရောက်စေနိုင်တဲ့အကျင့်တွေပฏิပန္နာကျင့်နဲ့ကျင့်ရပါပြောကျင်တာမပြောကျင်တာလဲဆိုမဖို့နိဗ္ဗာန်တနည်းအားဖြင့်ပြောရင်ဒုက္ခလွတ်မြောက်ဖို့ရာအတွက်ကျင့်ကြံတဲ့သူတွေအနေနဲ့ အယမနုဓမ္မောဟောတိတဲ့ဟောဒီပုဗ္ဗဘာကအကျင့်ဆိုတဲ့ဝိပဿနာမရောက်ခင်တနည်းအားဖြင့်ပြောမယ်ဆိုရင်မက်ဖို့မရခင်လေးမှာကြိုတင်ပြီးတော့လက်ကျင့်ရမယ်ကျင့်စဉ်တွေရှိတယ်။ဘာလဲလဲဆိုတော့နံပါတ်1တခုတည်းပါပဲ။ရူပေနိဗ္ဗိဒာပုလောဝိဟရေယယုတ်ကိုညီးငွေ့မှုများများဖြစ်အောင်နေကြ ရုပ်ကိုအချိန်တော်တော်များများညီးဝေးနိုင်အောင်ကိုနေရညီးဝေးမှုဟာမဖို့နိဗ္ဗာန်ရဲ့ပုဗ္ဗဘကပฏิပဒါပဲညီးဝေးမှုရှိမှသာလျှင်မဖို့လမ်းကြောင်းကိုတကယ်လိုက်နိုင်ညီးဝေးမှုမရှိဘူးဆိုရင်မဖို့လမ်းကြောင်းကိုတကယ်မလိုက်နိုင်ဦးဇင်းတော်တပည့်တော်ရဲ့မြတ်စွာဘုရားကြည်ပါ မြတ်စွာဘုရားငောင်းတော်ဘုရားအနေနဲ့အိုမဲဆိုတာသိသွားတယ်နာမဲဆိုတာသိသွားတယ်တေမဲဆိုတာသိသွားတယ်တစ်ချိန်ကြဒါတွေဖြစ်မှာဆိုတာသိသွားတဲ့အခါကျတော့ဩအိုနာတေမဲခန္ဓာကိုယ်ကြီးပါလားဆိုပြီးဒီခန္ဓာကိုယ်ကြီးကိုညှိငွေ့သွားတာဒီဘဝကြီးကိုညှိငွေ့သွားတာဒါတွေမကပဲနဲ့အဲအချက်ချင်းတောထွက်ဖို့ရအကြောင်းကဘာကြောင့်ခံလာလဲဆိုတော့ညာပိုင်း အစောနည်းနည်းလေးအိတ်ပြော်သွားတဲ့အချိန်ညာဘက်ရောက်တဲ့အခါကျတော့သူအနီးနားမှာဖျော်ဖြင်းနေကြတဲ့အမျိုးသမီးလေးတွေအကုန်လုံးဟာတရီရွှဲပြီးတော့ပါဇက်တွေပြဲအဲဟောက်စူးညံနေတာပဲအဲ့ဒီခါကျတော့ဟာတုတ်တန်ရောက်နေတယ်လို့ပဲသူလည်းအိတ်ပြော်နေတဲ့အချိန်ဒီလိုများဖြစ်နေဦးမလားခန္ဓာကိုယ်ကြီးကဒီလိုသဘောကြီးဝါလားသူကငြင်းွက်ပြီးတော့တော်ပြီမနှက်ကြံမစောင်းတော့ ဒီခန္ဓာကိုယ်ကြီးကတော်တော်ကြောက်စရာကြီးပါလားငြင်းွက်စရာကြီးပါလားယွံစရာကြီးပါလားလို့သိသွားပြီးတော့ဘဝကြီးကိုချက်ချင်းစွန့်ပြီးတော့နော်တကယ်အချမ်းသာဆုံးဘဝကြီးကိုချက်ချင်းစွန့်ပြီးတော့တော့ထွက်သွားတာနော်အရှင်ယတတော်လည်းထို့အတူပဲနော်အရှင်ယတတော်လည်းတော့ထွက်တယ်ဘာကြောင့်လဲဒီသူ့ခန္ဓာကိုယ်ကြီးကိုငြင်းွက်ပြီးမှတော့ထွက်နိုင်တယ်ဦးဇင်းတော်တွေဒီတော်တွေဘာလို့တော့တရားမထိုင်နိုင်သေးတာဒီခန္ဓာကိုယ်ကြီးကိုမငြင်းွက်သေးလို့နော် ။ဗဇက်ကတော့ညင်းငွေမှာပေါ့။တကယ်မစကဲမညင်းငွေသေးတော့။ဒီကနာကိုကြီးကိုတကယ်ညင်းငွေပြီဆိုရင်ဘာပြတ်လဲဆိုမနစ်အဟုတ်တရားတကယ်ထိုင်တော့တာ။ဒီရတကယ်ထိုင်တော့တာ။တချို့ရတရားထိုင်တယ်ဒါပေမဲ့တကယ်တရားမထိုင်ဘူးဆိုတဲ့လူတွေကဘာကြောင့်လဲ။ဒီကနာကိုကြီးကိုမညင်းငွေလေ။ဒါကတကယ်အဖြစ်ပြက်တွေကိုပြောတာနော်။တကယ်အဖြစ်တဲ့ပြက်တွေကိုပြောတာ။ဒါကြောင့်ရှင်းစရာတော်ကြီးတွေကနိဗ္ဗာန်ရောက်ခြင်းနဲ့ရောက်ခြင်းနဲ့စကားနောက်မှပြောပါကွာတဲ့ နိဗ္ဗာန်ရောက်ခြင်းနဲ့ဆိုတဲ့စကားမှာဒီနောက်မှာပြောပါတယ်ဒီခန္ဓာကိုယ်ဒီကနာကိုယ်ဤဒီဘဝဤကိုညင်းငွေ့တဲ့ညင်းငွေ့နိုင်အောင်ပြင်လုပ်ကြပါဘောဆိုတဲ့စကားကိုသာပြောတယ်တရားနာပြီဆိုရင်နိဗ္ဗာန်ရောက်ကြောင်းတရားဟောပေးပါဗျာလို့စကားမပြောနဲ့ကွာတဲ့အေးဒီခန္ဓာကိုယ်ဤကိုညင်းငွေ့ဖို့ရာဒီဘဝဤကိုညင်းငွေ့ပြီးတော့နိဗ္ဗာန်ဆိုခြင်းနဲ့စိတ်ကလေးပေါက်သွားအောင်အရင်ဟောပေးပါဗျာဆိုပြီးတော့ယင်ပြောကြပါဆိုပြီးတော့ဆရာတော်ကြီးတွေကမိတ်ကြတယ်ဒါကြောင့်ရူပေလက်ခိတာဟူသောဝိခရေယယုတ်ပေါ်မှာ တော်တော်များများအချိန်နေညှိငွေသွားနေကြတခါလေးကြညှိငွေတယ်ဆိုရင်ခဏတော့ညှိငွေတယ်တော်တော်ကြာတော့ကြာပါပြက်တော့ဟီဟီဟာနဲ့နေကြတာလေနော်ရှိအဲ့ဒါလေးအများကြီးပဲနော်ခဏတော့ညှိငွေပြီးတော်တော်ညာတော့ဟီဟီဟာနဲ့နေတဲ့လူတွေအများကြီးပဲဒါကြောင့်ဘဟုလောဆိုတဲ့စကားလုံးကိုမြတ်စွာဘုရားကသုံးတယ်ယုတ်ကိုညီမွေးမှုများစွာဖြစ်အောင်နေကြဒါဆိုဘယ်လိုနေမလဲကုသိုလ်စဉ်းစားကြည့်ပါနော် ရုပ်ကိုညီငုံမှုများအောင်ဘလို့တည်မလဲတရားစီတယ်သိတယ်ဆိုတာကဥစဉ်တို့နံပါတ်1တရားနာပြီးတော့တရားတွေလေ့လာပြီးတော့လည်းပဲသိတယ်ဒါဆိုညီငွေတတ်တယ်အခုဆိုရင်ပိဋကတ်တွေကိုနေတိုင်း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 နားထောင်နားထောင်ပိဋကတ်ဆိုတာဥစဉ်တို့သူတော်ကောင်းရဲ့စကားလားသူရောမာရဲ့စကားလားသူတော်ကောင်းတော်မှတကယ်အကြီးဆုံးသူတော်ကောင်းရဲ့စကားနော်ပညာရှင်တော်မှတကယ်အကြီးဆုံးပညာရှင်ရဲ့စကားအာတကယ်သူတော်ကောင်းစကားကိုများများနားထောင်အဲ့ဒါဆိုညီငွေပါ လူယုံမာယာစကားများများနားထောင်ဒီခန္ဓာကိုယ်ကြီးကိုတွေ့တာပြီးတော့ဒုက္ခတော်တဲ့ကိုတွုံးတော့ခဲနဲနဲ့မြတ်ပို့ပို့ပို့တိုးသွားမယ်ဒါကြောင့်နံပါတ်1တရားနာရင်လည်းညီဝေတတ်တရားလေးလည်းတရားစာပေလေးနာရင်လည်းညီဝေတတ်နောက်နံပါတ်2ကတော့စဉ်ဉင်စဉ်းစားသုတမယစိတ်နာမယခြင်းစဉ်းစားရင်လည်းပဲ contemplation ပေါ့နော်စင်ကျင်ရမယ်စင်ကျင်ရမယ်ဒီခန္ဓာကိုယ်ရဲ့အဖြစ်ပြက်အရှိကိုရှိကိုပဲစင်ကျင်ရမယ်စာလေးလျှောက်စာလေးရှင်ရှင်ညာလောက်ကိုပြောတာမဟုတ်ဘူး ခန္ဓာကိုယ်ရဲ့အခြေအနေလေးကိုစဉ်းကျင်လိုက်ငါခန္ဓာကိုယ်ဘယ်လိုဖြစ်နေလဲဘယ်တနည်းကိုစဉ်းကျင်ကြည့်လိုက်ဥစဉ်တော့ဒီခန္ဓာကိုယ်ရဲ့အကြောင်းကောင်းကောင်းသိသွားလိမ့်မယ်စဉ်းကျင်လည်းပဲဒီခန္ဓာကိုယ်ကိုညီးခွေတတ်တယ်ဒီဘဝကိုညီးခွေတတ်နောက်တစ်ခုကတော့တရားမှတ်တရားမှတ်သတိလေးနဲ့ကြည်နေလိုက်တရားမှတ်နေရင်လည်းပဲဒီခန္ဓာကိုယ်ကိုညီးခွေပဲဒါကြောင့်ရုပ်အပေါ်မှာလည်းပဲညီးခွေအောင်လို့ ဝေဒနာခံစားချက်အပေါ်မှာလည်းညင်းဝေအောင်လို့ပညာသင်္ခါရဝိညာဉ်တွေအပေါ်မှာလည်းညင်းဝေအောင်လို့အဲညင်းဝေမှုတွေများလာပြီဒီခန္ဓာကိုယ်ကြီးအပေါ်မှာညင်းဝေမှုတွေများလာပြီဆိုရင်ဘာဖြစ်သွားမှာလဲပရိဇာနာလေးပိုင်းခြားပြီးတော့သိသွားပြီရုပ်ကိုညင်းဝေပါများလာရင်ရုပ်အကြောင်းကိုပိုးပြီးတော့ပြည့်ပြည့်စုံစုံသိသွားတယ်ဒါဆိုရင်မသိတာဘာကြောင့်မသိတာလဲဆိုတော့တခုရှိတယ်နော်ဟုတ်လား ရုပ်အကြောင်းတွေဥစဉ်တော့ဘာလို့ဖြစ်ဖြစ်ဆိုဆိုမသိတာနဲ့ပိုင်းချပြီးတော့မသိတာနဲ့ဒီရုပ်နဲ့ရုပ်ပေါ်မှာဥစဉ်တော့တွေ့တာတဲ့တဏှာကဖုံးတာဖုံးတာတော့ကြာအရှိကိုအရှိတိုင်းမမြင်တော့ဘူးเนาะဖြစ်တာလည်းမမြင်ဘူးပြက်တာလည်းမမြင်ဘူးကောင်းတာလည်းမမြင်ဘူးမကောင်းတာလည်းမမြင်ဘူးခုနကကိုနေဟိုတနေ့ကလည်းဒီကပြောပြပဲပြီးပါတယ်เนาะမစင်တွန်းနဲ့ကနောက်ကလေးကမစင်တွန်းကိုပဲဟုံကြီးထင်ပြီးတော့သူ့ရဲ့ဒုက္ခဝဒုက္ခမှာဒုက္ခဝဒုက္ခမှာကောင်းကောင်းဘာမှရှင်းရှင်းလင်းလင်းပြည့်ပြည့်စုံစုံမသိတယ်လို့ပဲ တပည့်တို့ရတဲ့ဒီကန္နာကိုကြီးကိုตาရမှုဆိုတော့တဏှာတွေကခုံးထားတာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ရုပ်အကြောင်းကိုကောင်းကောင်းမသိဘူးဒါဆိုရင်ရုပ်ကိုညီးငွေ့လာပြီဆိုရင်ဟောတဏှာရော့သွားပြီရုပ်ကိုအကျင့်ညီးငွေ့တာများလာပြီဆိုရင်တဏှာတွေကတော်တော်ကိုကုန်သွားပြီကုန်သွားဆိုတာအပြတ်အပြတ်တော့မကုန်သေးဘူးပေါ့ကွာတရင်ကအနေနဲ့ပြကုန်တာပေါ့တဏှာတော်တော်ကိုခုံးတာတွေကုန်သွားပြီဆိုရင်ရုပ်ကြီးရဲ့အခြေအနေတော့အကုန်လုံးကောင်းကောင်းမြင်သွားပြီနားလဲပါလေနော် အဲရုပ်ကိုကောင်းကောင်းမြင်သွားပြီဒါကြောင့်တဏှာဖုံးတာတွေကိုခုနကညီးမွေးမှုနဲ့ဖျောက်ပြလိုက်တဏှာအဖုံးမခံနဲ့ညီးမွေးမှုနဲ့ဖျောက်လိုက်တဲ့ကိစ္စပြိဿာဟာဒီရုပ်အကြောင်းတွေကိုအကောင်းကောင်းသိသွားပြီဟိနော်ကောင်းရုပ်ရဲ့အကောင်းဘက်တွေရုပ်ရဲ့အဆိုးဘက်တွေဆိုတော့အတ္တဓာတ်တွေအားဒီငုံတွေကောင်းကောင်းသိသွားတယ်ကောင်းကောင်းသိသွားပြီဆိုရင်ဘာလောက်သွားမလဲပြိမုံစတိရူပသမဟောအောင်ဆုံးအကြောင်းရောက်သွားတယ်နော်ရုပ်ကနေလွတ်မြောက်သွားတယ် ယောဂနဲ့လွတ်မြောက်တယ်ဆိုတော့ယောဂဒီမသိမကျင်းတော့ဒီယုံကြီးကတော့ရှိအောင်မှာပေါ့ယုံကြီးကတော့ဘယ်လွတ်မြောက်မလဲဘယ်အလွတ်မြောက်ယောဂပေါ်မှာစွဲတာတဲ့တဏှာကလွတ်မြောက်တာဟုတ်တယ်မဟုတ်လားယောဂပေါ်မှာတွေ့တာတဲ့တဏှာလွတ်မြောက်ရင်အဲယောဂလွတ်မြောက်တယ်လို့ဥပဇာအနေနဲ့ပြောလို့ရတာပေါ့ဒါကြောင့်ယောဂပေါ်မှာတွေ့တာတဲ့တဏှာကအဲသူကလွတ်သွားပြီတဲ့ဗျာသူကတော့တော်တော်ပါရှေ့ရောက်သွားပြီ အဲအဲ့လိုဆိုရင်ရုပ်ပေါ်မှာတွေ့လာတဲ့တဏလွတ်ပြီးစင်ဘာဖြစ်သွားတော့ခဲ့ဟောတဏကလေအကုန်လုံးလွတ်သွားပြီဆိုရင်ဇာတိနောက်ဘဝမမွေးရတော့ဇရမရဏမဟုရမနာရတော့ဟိုရမသေးရတော့ဒါဥစဉ်တော့သိပြီးသားပါပဲဇာတိမရှိမှနောက်ဘဝမဖြစ်မှကိုယ်တည်းသေးတယ်ဆိုတာကတွတ်တာဖြစ်နေအောင်မယ်ဆိုရင်ကိုယ်တည်းသေးတယ်ကမလွတ်သေးဘူးဒါကြောင့်ခုနကတော့ငါ အဲယုတ်ကနေယုတ်ပေါ်မှာဆွဲလန်းတဲ့တဏှာတွေကိုအကုန်လုံးလွတ်သွားပြီဆိုရင်ပဋိသင်တွေကလွတ်သွားကျွတ်ပဋိသင်တွေလွတ်ရင်ဟိုရာသေးတာလည်းပဲလွတ်သွားပြီဝမ်းနဲ့ကိုယ်စိတ်ကိုကျွေးမိတန်းစင်ရဲမှုအမျိုးမျိုးကလည်းပဲအကုန်လုံးလွတ်သွားတယ်ဒါကြောင့်မြတ်စွာဘုရားကဒီဟာကိုပြောတာအနုဓမ္မတော့ဆိုတာလာတယ်နော်နိဗ္ဗာန်ရောက်ကြောင်းဟိုနိဗ္ဗာန်ကိုလိုချင်တယ်လိုချင်တယ်ဆိုတော့ပြောနေတဲ့သူတွေအတွက်နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းရဲ့အစ ဘာလဲဆိုရင်နိဗ္ဗိဒာဉာဏ်ကအစပဲရုပ်တွေကိုညီငွေရပဲဝေနာတင်ညာသင်္ခါရဝိညာဉ်တွေကိုညီငွေရပဲညီငွေရကနေတည်းဆက်ကြိုးစားမှသာလေနိဗ္ဗာန်ဟောရောက်ဒါနော်ဒုတိယအနုဒါမှာလည်းဘုသောတူပါပဲနည်းနည်းကြွားသွားတယ်အေအနုဒါမှာဆိုအေဟုတ်ပြီတဲ့နိဗ္ဗာန်ရောက်ကြောင်းကျင့်တဲ့ပုဂ္ဂိုလ်တွေ ဘုဗ္ဗဘာကပဋိပဒါလို့ခေါ်တဲ့အခြေခံကျင့်စဉ်လေးရတယ်ဘာလဲဆိုရင်အနိစ္စာနုပ္ပတိဝိဟရိယတဲ့နော်မမြဲဘူးဆိုတာကိုစဉ်းစားပြီးတော့နေပါများရင်လည်းပဲနောက်ဆုံးနိဗ္ဗာန်ကြီးရောက်နိုင်တယ်အခုနောက်တော့ညီငွေတာတွေကိုပြည်တာစဉ်းစားတာအခုကျတော့အနိစ္စာလို့စဉ်းစားတာအနိစ္စာနုပ္ပတိအနိစ္စာလို့စဉ်းစားတာဒါသက်ပင်လေးတွေကြည့်ပြီးတော့စဉ်းစားလို့တက်ရတယ်ဩသက်ပင်လေးသိရွက်လေးတွေညွေးတယ်လို့ပဲငါတို့လည်းမမြဲပါလား အာသဘင်လေးတွေဖြူလာတော့ဩငါရဲ့ရုပ်ကမမြဲပါတာမမြဲတာကိုပဲအနုပတိရဲ့နော်အဖန်မှန်ရှုပါအောင်အဖန်ခဏခဏထက်ကထက်ကရှုမယ်ဆိုရင်စွန့်ရည်တွေတက်လာပြီးတော့အမြင်တွေကဟိုးကျဲလာမယ်နောက်ဆုံးကျတော့မက်ဖို့မက်ဖို့တွေနဲ့မြင်တဲ့အမြင်ကြီးကိုသူကအမြင်တွေကျဲလာပြီးတော့ဟောဒုက္ခတွေကလွတ်မြောက်သွားနောက်နံပါတ်3အနုဒ္ဓမ္မနိဗ္ဗာန်ရောက်ကြောင်းရဲ့ ခြေခံလမ်းစဉ်ဟာဒုက္ခ ानु ပတ်တိရဲ့ရုပ်ကိုဘာလို့လဲကိုဖြစ်ချင်နိုင်မဖြစ်ဘူးသူဖြစ်ချင်နိုင်ဖြစ်တဲ့ဖြစ်တဲ့အတွက်ကြောင့်ဆင်းရဲတယ်ဆိုရင်သင်္ခါရဒုက္ခလို့မြင်မယ်ဆိုရင်သင်္ခါရဒုက္ခလို့ပဲခဏခဏချက်တာချက်တာရှုမယ်ဆိုရင်လည်းပဲနိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းပေါ်ကိုစပြီးတော့ဝန်းလာပြီးလို့ပြောလို့ရတယ်နောက်နံပါတ်၄အနတ္တ ानु ပတ်တိ ယောဘောမှာအတ္တဘောဝိညာဉ်ကောင်လို့မြဲတယ်ဆိုတာမရှိဘူးအကတဘောဝိညာဉ်ကောင်လို့အစိုးရတယ်ဆိုတာလည်းပဲမရှိဘူးအဲ့ဒီလိုအပ္ပမလည်းလည်းရှုမယ်ကိုဖြစ်ကျင်နိုင်မဖြစ်ဘူးဆိုတာလည်းရှုနိုင်မယ်ဆိုရင်လည်းပဲအဲနိဗ္ဗာန်ကိုတစ်ပြေးပြေးရောက်သွားနိုင်တယ်ဒါကြောင့်နိဗ္ဗာန်ကိုပရမသောဘောမဲ့ခြေလန်းနေရာဒီဘယ်နှလန်းလဲဒီလေလန်းအဲ့ဒီလေလန်းတွေကဟုတ်တယ်လို့ကြိုက်တဲ့လမ်းကိုအရင်ဆုံးလမ်းညာနော် ဝိပဿနာတန်းပြီးတော့ بوا ဆိုပါဇက်ကတော့သွားတယ်ဆိုတာဟုတ်တော့ဟုတ်တယ်ဒါပေမဲ့လက်တွေ့ကတကယ်သွားရမရောက်တာတွေအများကြီးရှိလို့မြတ်စွာဘုရားကဒီတရားကိုဟောပေးတာကဲတော့ပါပြီ